ေရွေပြည့်တဲ့များအားလုံးမင်္ဂလာပါဒီလရဲ့ဤပညာကဏ္ဍကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကရွေးချယ်ထားတဲ့အကြောင်းအရာလေးကိုတော့ဤပညာအမှတ်ပေးစရာလို့အမိပေးထားပါတယ်ဒီအကြောင်းအရာလေးကိုရွေးချယ်ဖြစ်ခဲ့တာကစက်တင်ဘာလ9ရက်နေ့ကထွက်ရှိလာတဲ့နိုင်ငံတကာသတင်းတွေမှာပါတဲ့ပုံတချို့ရောကျွန်တော်စက်သိန်းထမိသားတဲ့အတွက်ဖြစ်ပါတယ်နော်အဖေပုံကြည့်လို့စက်သိန်းထရတယ်ဆိုတော့ဒီပုံလေးပါဒီပုံထဲမှာဆိုရင်ကျွန်တော် Mr. Train နဲ့တခြားသောလူကြီးမင်းနေနဲ့ညသာစားနေတာဖြစ်ပါတယ် ဒါနဲ့ပဲကျွန်တော်လိုပဲကိရုရိမိတ်ဆွေများလဲအတုတနဲ့ရှင်ကြည့်မယ်ဆိုရင်စသိန်းထားကောင်းထနိုင်လိမ့်မယ်လို့ယုံကြည်တာကြောင့်ဤပညာမှတ်ပေးစရာဆိုတဲ့ခေါင်းစဉ်လေးကိုရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။အမေကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်နေတာကဖုန်းဒါမှမဟုတ် laptop ကွန်ပျူတာပေါ့နော်။ဒါမှမဟုတ် smart TV တစ်ခုနဲ့ကြည့်နေမှာတေချာပါတယ်။ဒါပြင် internet ရနေမှသာကြည့်ရှုနိုင်မှာလည်းဖြစ်ပါတယ်။ဒီဗီဒီယိုတွေမဟုတ်ပါဘူးမနဲ့မိုးလင်း ။အော်အဲ့ရနိုးတာနဲ့အင်တာနက်မရှိရင်မနေတဲ့ဖြစ်နေကြတာကလူတော်တော်များများဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာအကွန်ပျူတာနဲ့အင်တာနက်ဆိုတဲ့ဤပညာတွေကလွှမ်းမိုးမှုကြီးကြီးမားမားရှိနေတာကိုသတိထားမိပါလိမ့်မယ်။အင်တာနက်ဆိုတာကျွန်တော်ခဏခဏပြောခဲ့သလိုကွန်ပျူတာတွေကိုချိတ်ဆက်ထားတဲ့ကွန်ရက်တွေကမှထပ်မံချိတ်ဆက်ထားတဲ့ကွန်ရက်အကြီးကြီးတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကွန်ပျူတာနဲ့အင်တာနက်ဆိုတာ ခွဲထားလို့မရတဲ့ဝေါ်ဟာတာနှစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကွန်ပျူတာထုတ်လုပ်မှုကိုချုပ်ကန်ထားတဲ့နိုင်ငံကတရားပေါ်နည်းပညာမှတ်ပေးရတဲ့ထိတ်ဆုံးမှရှိနေမှာဖြစ်ပါတယ်။ဒါဆိုကွန်ပျူတာထုတ်လုပ်မှုတွေကိုဘယ်သူတွေကအဓိကထိန်းချုပ်နေကြလဲပေါ့။ဒါလေးကိုကြည့်အောင်။ဒါကိုပြောဖို့ဆိုရင်ကျွန်တော်အပိုင်းနှစ်ပိုင်းခွဲခြားပြပေးရမှာပဲ။ပထမပိုင်းကတော့ကွန်ပျူတာတွေကိုမောင်းနှင်တဲ့ software ပိုင်းဖြစ်ပါတယ်။ကွန်ပျူတာကအဓိကမောင်းနှင်နေတဲ့ software ကိုကျွန်တော်တို့က operating system လို့ခေါ်ပါတယ်။ operating system အကြောင်းကိုကျွန်တော်အရင်ကလည်းတင်ခဲ့ပြပါတယ်အသေးသေးကိုတော့ဒီမှာသွားရောက်ဖေးလာနိုင်ပါတယ်ပေါ့နော်အဲ့တော့ဟိုလောလောကူကူရှင်းရှင်းလင်းလင်းမှတ်မယ်ဆိုရင် operating system ဆိုတာမိတ်ဆွေတို့စက်ပစ္စည်းတွေကိုဘာသာပြန်ပေးနေတယ်ဘာသာပြန်လို့မှတ်လိုက်ပါဒါဆိုရင်ပြောကူပါတယ်အဲ့ operating system ကို OS လို့လည်းကျွန်တော်များများကသိကြပါတယ် Windows OS တို့ Mac OS တို့ Android iOS Linux စတဲ့ OS ၅မျိုးတည်နော်ကမ္ဘာကွန်ပျူတာအရေးအတွက် 65ရာခိုင်နှုန်းလောက်ကိုနေရာယူထားတဲ့ OS တွေဖြစ်ပါတယ်။ဒီ OS တွေရဲ့ပိုင်ရှင်တွေဒီအမေရိကန်မှာတည်ရှိနေတာဖြစ်ပါတယ်။ဒါပြင် Internet Server တော်တော်များများဒီနော် Linux OS ကိုအခြေခံထားကြတာဖြစ်ပါတယ်။ Linux ကမိကြီးတို့မရင်းနှီးမှဆိုလို့ပြောပြတာပေါ့နော်။အာဒုတိယပိုင်းကတော့ hardware ပိုင်းဖြစ်ပါတယ်။ကွန်ပျူတာလို့ခေါ်လို့ရဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းသေးသေးလေးတွေရှိပါတယ်။အလွန်သေးတဲ့ပစ္စည်းတွေပါနော်။ သူ့နာမည်ကတော့ chip ပါ CHIP chip ပေါ့နော် chip တွေကိုထုတ်လုပ်ဖို့အတွက် design လိုအပ်ပါတယ်ဥပမာပြောရင်ဗျာကျွန်တော် iPhone ထဲမှာ chip တွေရှိပါတယ် chip အများကြီးပဲပေါ့နော်အဒီ chip တွေကိုဘယ်သူက design ထုတ်တာလဲလို့မေးလို့ရှိရင်အများစုကိုဒီ Apple ထဲမှာရှိဖုန်းထဲမှာရှိ Apple ဖုန်းထဲမှာရှိနေတဲ့ chip အများစုကို Apple ကဒီဇိုင်းလုပ်တာဖြစ်ပါတယ်။ဒါပေမဲ့ ူကိုယ်တိုင်မထုတ်ပါဘူး။သူကသူများကိုအပ်ပြီးတော့ manufacturer ထုတ်ခိုင်းပါတယ်။ခြားစက်ရုံတွေမှာထုတ်တယ်ပေါ့နော်။အဲဒီ chip တွေကို ထုတ်တဲ့စက်ရုံတွေတည်တံ့ရှိပါတယ်။ဥပမာဖြင့် TSMC လို့ခေါ်တဲ့ဒါ Taiwan company ပေါ့နော်။ ASML လို့ခေါ်တဲ့ Netherlands company ဒါတွေကဒီ chip တွေပဲတည်တံ့ထုတ်တဲ့ company ဖြစ်ပါတယ်။တရုတ်မှာလည်းဒီ company အများကြီးရှိတယ်ပေါ့နော်စက်ရုံတွေ။အဲမိတ်ဆွေသဘောပေါက်ရမှာကအဲတော့ဒီ chip တွေကိုထုတ်လို့တာက company တစ်ခု၊ design ဆွဲတာက company တစ်ခု။ဒါပေမဲ့ နှမျိုးစလုံးလုတ်တဲ့ကုမ္ပဏီမရှိဘူးလားလို့မေးရင်တော့ရှိပါတယ်။အဲ့ဒါဒီကိုကျွန်တော်တို့က IDM ဆိုအတူတော့ခေါ်ကြပါတယ်။ IDM ဆိုတော့နော် Integrated Device Manufacturer လို့ခေါ်ပါတယ်။အဲကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာတော်တော်များများအသုံးပြုနေရတဲ့ကွန်ပျူတာတွေက chips တွေဒီအမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ IDM ကုမ္ပဏီတွေကအလီကပိုင်ဆိုင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့ design သီးသန့်နဲ့ပြောမယ်ဆိုရင် အမေရိကန်ကုမ္ပဏီများဖြစ်ကြတဲ့ Intel တို့ AMD တို့ Nvidia တို့ Apple တို့စတဲ့ကုမ္ပဏီလုပ်ငန်းစုတွေကပိုင်ကျတာဖြစ်ပါတယ်ပေါ့နော်ဒီဒီဇိုင်းအသီးသန့်နဲ့ပြောမယ်ဆိုရင်အဒီလုပ်ငန်းစုတွေရဲ့ဒီ Intel တို့ AMD တို့လုပ်ငန်းစုတွေရဲ့ chip တွေကကျွန်တော်တို့နေ့စဉ်ဘဝမှာမဖြစ်မနေထိတွေ့နေရတဲ့အရာတွေဖြစ်လို့နေပါတယ်မဖြစ်မနေထိတွေ့နေရတဲ့အရာလို့ပြောတဲ့အထက်မှာ internet website တွေနဲ့ internet server တွေလည်းပါပါတယ် အဲ့ပထမပိုင်း software ရောဒုတိယပိုင်း hardware ရောနှစ်ခုပေါင်းပြီးတော့ကျွန်တော်လိုရင်းတူရှင်းတဲ့ပြောရမယ်ဆိုရင်ဒီလိုနီးပညာမြင့်တဲ့ high tech အရာတွေကိုအဓိကပိုင်ဆိုင်နေတာဒီ American ပဲဖြစ်ပါတယ် United States ပေါ့နော်အ Trump ဆိုရမတိုင်ခင်က Nvidia ရဲ့ကျွန်တော်တို့ chip design တွေကိုထုတ်လို့ရေးအဓိကလုတ်ပေးနေတာဒီတရုတ်နိုင်ငံဖြစ်ပါတယ်ဒါပေမဲ့ Trump အာဏာရလာပြီးနောက်ပိုင်းအခွန်ကောက်ခံမှုတွေအခွန်တိုးကောက်ကြ တို့ကောက်တာတော့ပါဘူးပေါ့နော်ပြီးတော့နိုင်ငံရေးဖိအားတွေရောဒီ Nvidia ရဲ့ chip ထုတ်လို့ရန်နေရာကြီးတည်တောင်ကိုရီးယားဘက်ကိုရွေ့သွားပြီလို့ကျွန်တော်သတင်းတွေမှာဖတ်လိုက်ရတယ်ပေါ့နော်သိပ္ပံကြတဲ့သတင်းတွေမှာဖော်ပြခဲ့ပါတယ်အဲ့ AI ကိုမောင်းနှင်ဖို့အတွက်လိုအပ်တဲ့ GPU ဈေးကွက်ဒီဒီ GPU ဈေးကွက်ပေါ့နော် Nvidia ကလုံးဝနေပါ ချုပ်ကင်ထားတဲ့အတွက်ကျွန်တော် cloud computing ရဲ့အနာဂတ်ကိုလည်းအမေရိကန်ကပဲဆက်လက် ထိမ့်ချုပ်ထားတယ်လို့ပြောနိုင်ပါတယ်။အဲနီးပညာမှတ်ပေးရတဲ့ထိတ်ဆုံးမှယက်တီနေတာကအမေရိကန်ပဲဖြစ်ပါတယ်။ဒါတော့လုံးဝညှင်းလို့မရဘူးပေါ့နော်။မိစလူတော်တော်များများကတရုတ်နိုင်ငံကအမှတ်ပေးစရာဘယ်နှမယက်တီနေတယ်လို့သိကြင်ကြမှာထင်ပါတယ်။စိတ်ဝင်စားနေကြမှာထင်ပါတယ်။အဲတော့ကျွန်တော်ဘောလုံးပေးတဲ့တရားဖြစ်တဲ့ဘောလုံးစကားနဲ့ပြောရရင်တရုတ်ကအမှတ်ပေးဇာရဲ့အဆင့်တက်မှာရှိနေတဲ့အမေရိကန်ကိုအကောင်းဆုံးဖိအားပေးနေတဲ့အသင်းတစ်သင်းဖြစ်ပါတယ် ဲ့မဲ့ तू ကအဆင့်နှစ်မှာရှိနေတာတော့မဟုတ်ဘူးပေါ့နော်။နော်ပြက်သက်กว่าနေတယ်အမေရိကန်နဲ့ तू နဲ့အဆင့်ကတော့အပြက်သက်กว่าနေတယ်။ဒါပေမဲ့မေဆူတို့သိရမှာကဘောလုံးဆိုတာကတော့ तू တရားသည်တရားသည်ဘယ်နှပွဲကစားမယ်ဆိုတာရှိရောနော်။ဒါပေမဲ့ဒီနီးပညာပြိုင်ပွဲလို့ပြိုင်ပွဲမျိုးကြတော့ကျွန်တော်တို့က infinite game လို့ခေါ်ပါတယ်။ finite game မဟုတ်ဘူးပေါ့နော် infinite game တော့အနန္တကစားပွဲလို့ခေါ်ပါတယ်။ကန့်တဲ့ဘယ်ချိန်နဲ့ဘယ်ချိန်အတွင်းမှာကစားရမယ်လို့ရှိတာမဟုတ်ဘူးเนาะအဲ့တော့ အမအပြတ်သက်ကွာနေတာကအဓိကမဟုတ်ဘူးနော်။ तू ကဘလောက်နှုံးနဲ့တက်တက်လာလဲဆိုတာကအဓိကဖြစ်ပါတယ်။အဲ့တော့ပြီးတော့လေတရုတ်ကနော်တောင်ကိုရီးယားလိုအဆင့်နှစ်လောက်မှာပဲတစ်သက်လုံးပျော်နေမဲ့အသင်းမျိုးမဟုတ်ပါဘူး။တဖြည်းဖြည်းနဲ့တက်လာမဲ့အသင်းပေါ့နော်။ဒါကိုသိရတဲ့အတွက်ကြောင့်မလို့အမေရိကန်ကသူ့ကိုနီလန်ဘောင်းဆုံနဲ့တားဆီးနေတာပဲဖြစ်ပါတယ်။အဲ့ဒါကတော့နိုင်ငံရေးကဏ္ဍကြမှာပဲကျွန်တော်အသေးစိတ်ကိုတင်ဆက်ပေးပါမယ်။အခုတော့အစမှာပြခဲ့တဲ့ပုံလေးကို ရှင်းပြရင်လည်းကျွန်တော်ညုံချုပ်ရှင်ပါတယ်အဲ့တော့ဒီပုံလေးကသမရထရန့်ရဲ့နော်ဒီဤပညာကုံလီပိုင်ရှင်နေနဲ့တွေ့ဆုံတဲ့ညသာစာပွဲလေးဖြစ်ပါတယ်အကျွန်တော်ဘာလို့စက်သိမ်းထားတာလဲဆိုတော့အဲ့ဇပွဲဝိုင်းမှာ ထိုင်နေတဲ့သူဒီအားလုံးပေါင်းလိုက်ရင်ပေါင်းပြီးတော့တသူတသီးသေးပေါင်းရင်းညွှန်းနေတဲ့လုပ်မယ်ဆိုရင်ကျွန်တော်တို့မိတ်ဆွေတို့နေ့စဉ်အသုံးပြုနေရတဲ့အင်တာနက်ဖုန်းလက်တော့မစတဲ့ဤပညာပစ္စည်းတော်တော်များများကို ုံးလို့မရတော့ထိုင်နေဆောင်ရွက်နိုင်ပါတယ်။အဲသူတို့ရဲ့ပါဝါပေါ့နော်။သူတို့ရဲ့အာဏာလို့ရှိပါတယ်။အမေရှိရောဘယ်လိုမျိုးတွင်းပြီလဲဗျ။အမေရောက်မှတ်ချက်ပေးသွားပါဦး။ဒီထဲမှာဘဏ္ဍဦးကိုမေရှိရောတိလဲပေါ့နော်။မေရောက်ပြီးတော့မှတ်ချက်ပေးသွားပါဦး။ဒါကြောင့်အချုပ်ဆိုရမယ်ဆိုရင်ဤပညာအမှတ်ပေးစရာမှာအမှတ်အပြတ်တဲ့ဦးဆောင်နေစဲသူကတော့အမေရိကန်ဖြစ်ပြီးတော့အမှတ်ပေးစရာဟိုးအောက်ကနေတဖြည်းဖြည်းချင်းချင်းချောက်လာနေသူကတော့တရုတ်ဖြစ်ပါတယ်ဆိုတာကိုတင်ပြရင်းနဲ့ ဒီကနေ့ဗီဒီယိုလေးကိုဒီမှာပဲညှိနှိုင်းပြပါဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှပြန်လည်ဆုံတွေ့ကြပါစို့ဗျာ